Hello အားလုံးပဲမင်္ဂလာပါတနာကီချန်ကတည်းပြန်လည်ကြိုဆိုပါရယ်ဒီကနေ့တော့အားလုံးကြိုက်တဲ့မဟင်္ဂလာလေးလုပ်ပြမယ်နော်ငါပြုံးမဲ့အိုထဲမှာစားရယ်စနွင်းရယ်ရစ်တဝက်ခန့်ရယ်ပြီးလို့ရှိရင်ငါထဲမဲ့ပလင်ခမညာလေးထည့်ပြီးတော့မှမိနစ်20အပေါအောင်လန်ပြီးတော့မှပြုတ်ပေးရမယ်နော်ပြီးရင်အေးခံထားမယ်ပြီးလို့ရှိရင်တော့ ကလဘဲကိုတညာစိန်ထားတဲ့ပဲလေးကိုပေါ့နော် ပြုတ်ပြီးတော့မအေးခံထားပါတသွန်ဒီတသွန်ဖြူချင်းစပလင်လိုမယ်ပြီးလို့ရှိရင်ကျူးပြီးလို့ရှိရင်တော့ကျတနီပါကဲအေးခဏတဲ့ကလပဲလေးတွေကိုချိန်ပေးမယ်နော်ကလပဲလေးတွေကိုချိန်မယ်ပြီးရင်ကျတွန်ကြီးကျတွန်ဖြူချင်းစပလင်လေးတွေကိုလည်းချိန်ပေးမယ်နော် ထောင်းနိုင်ရင်လည်းထောင်းကြပါတော့ကိုအဆင်ပြေလို့ရပါတယ်ပြီးရင်တော့ငားလေးတွေမြင်ထားပြီးရင်တော့အားလုံးကိုချက်ဖို့ ready ဖြစ်သွားပါပြီအာငားပြုတ်ရီကိုလည်းမပစ်ဘူးเนาะပြီးတော့တစ်ခုကြံခဲ့တာကတော့ဆန်ဆန်လော်မုတ်ပေါ့เนาะဆန်လော်မုတ်ကတော့ဆန်ကိုလော်မယ်လော်ပြီးလို့ရှိရင်စိတ်ထားပေါ့เนาะဒါလေးကတော့နောက်ဆုံးထည့်มาပါကဲချက်မဲ့အိုရဲမှာစီတက်မယ်ချက်သွန်းညချက်သွန်းဖြူစပလင်းလေးကိုစီတက်မယ် ဒါလေးကအလွယ်ဆုံးနည်းနဲ့ပေါ့နိုင်ငံခြားမှာရှိတဲ့လူတွေကိုပေါ့နော်ကိုရင်လုံစာစေချနဆန်းနာနဲ့ကိုကတော့အများတော့အဖြစ်အလွယ်နဲ့အကောင်းဆုံးဖြစ်အောင်ဆိုပြီးတော့ချက်စားဖြစ်ပါတယ် readymade တွေမဝယ်စားဖြစ်ဘူးပေါ့နော်ကိုကကိုချက်ဖြစ်တော့ခါကျတော့ပို့ပြီးတော့မှကျမရင်းနိုင်မျိုးပါတယ်နော်ပြီးရင်စနွေအယောင်တည်ထဲမယ်နော်အယောင်တည်မရှိရင်အမျိုးတည်ခွင့်ချက်ပုတ်ထည့်လို့ရပါတယ်ဒါကတော့ကျမကိုရင်လုံစာအမျိုးတည်ခွင့်ချက်မဟုတ်ပါပြီးရင်စစ်တက်ပြီးမယ်နော် ကဲစီတက်ပြီးတော့မှရဲလာလို့ရှိရင်တော့ငားလေးတွေညွှန်ထားတာကိုထည့်ပေးမယ်နော်။ငားညွှန်ထားတာထည့်ပေးရင်တော့စားလေးလည်းထည့်ပေးမယ်နော်။စားကတော့ကိုကိုကအငံကြိုက်အငံပေါ်နော်အပေါ်လေးကြိုက်အပေါ်ပေါ်နော်အချုံမလုံးမထည့်ပါဘူး။ငားပြုတ်ရင်လည်းငားရဲ့အရသာနဲ့ပဲချက်သွားမှာဖြစ်ပါတယ်နော်။ငါးလေးတွေက golden brown ဖြစ်လာပြီဆိုလို့ရှိရင်တော့အပြုတ်ရည်လေးကိုထည့်ပေးမယ်ပြီးလို့ရှိရင်တော့ပုခဏလေးပွက်ထားပေးမယ်နော်ခဏလေးပွက်လာပြီဆိုလို့ရှိရင်တော့ချက်သွန်နေထည့်ပေးမယ် ကျမတို့ကတော့ဒီဘက်ကမပြောဘူးလားလွယ်တကူရှာမရတော့ပေါ့နော်ဝယ်မရတော့ခါကျတော့မပြောဘူးလေမတုံးဖြစ်ပါဘူးမပြောဘူးတုံးကျင်တဲ့လူကတော့မပြောဘူးလေကိုပြုတ်ပြီးတော့မှအဲပေါ့နော်ဒီငါပြုတ်ရည်ထဲမှာထည့်ပြီးတော့ပြုတ်ရင်းရပါပြီဒါလေးကတော့ပဲကြိတ်ရည်လေးပေါ့နော်ကလပဲရည်ပေါ့ကလပဲရည်လေးထည့်ပေးမယ်ပြီးလို့ရှိရင်တော့ဆံမောင်မုတ်ထည့်မယ်ແກ່ປີລະຊິເຮັດເຖິດປີແນ່ເນາະ ပြီးရင်လေးနဲ့ပြုတ်ထားလို့ရပါပြီ။ကဲမြည်လေးနဲ့ဖုံးအုပ်ထားပြီးတော့မှပြုတ်ထားပါနော်။ကဲကိုရိုင်းချက်စားတော့ ready made ဆိုကိုရိုင်းချက်စားတော့ ready ပိတ်တက်ပို့ပြီးကောင်းတာပါနော်။ကျမရင်းလည်းမြည်တယ်။မကုန်လို့ရှိရင်လည်းအိတ်လေးထဲမှာထည့်ပြီးတော့မှ freezer ထဲမှာ ထည့်ပြီးတော့မကိုစားမဲ့ချိန်မှာရေလေးနဲ့ပြန်ကျုပ်လို့ရှိရင်စားလို့ကောင်းပါသေးတယ်နော်။ကဲဒါကတော့ဒီမှာတော့ဟောနောမုတ်ဖတ်မရတဲ့ကျွန်မကတော့ဒီမှာရတဲ့မီဆွာလေးကိုလည်းပြစ်လိုက်ပါတယ်။မီဆွာလေးကမုတ်ဖတ်နဲ့အရင်စင်တူပါတယ်။ပြီးရင်ပက်ကတ်ကျော်လေးလုပ်ဖြစ်ပါတယ်။ပက်ကတ်ကျော်လေးကတော့ recipe ကိုနောက်မှပဲပြန်တင်ပေးပါမယ်။ပက်ကတ်ကျော်လေးကတော့အမကျော်တဲ့လူနဲ့ အမွားကျော်ရဲ့လူဆိုပြီးရှိတာပေါ့ကျွန်မကတော့အမွားကျော်လေးကိုတိုက်ပါတယ်ဒါကတော့ကျွန်မရဲ့ဘဲကတ်ကောင်မှာအမွားကျော်လေးပေါ့နော်သူကအရန်ကိုမာတဲ့မှမပါပါဘူးနော်ဒါကတော့တပြန်ကျော်မယ်ပြီးရင်နောက်တစ်ခါနှစ်ပြန်ပြန်ကျော်ပါမယ်နော်ကဲကျွန်မရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ဖို့မလိုချင်နဲ့နော် like and share လေးလည်းလုပ်ပေးကြပါနောက်ထပ်လည်းတင်ပေးသွားမယ် recipe လည်းအများကြီးရှိပါသေးတယ်နော်အားလုံးကြိုက်ပြီးတော့မှာ မြန်မြန်နဲ့အရသာရှိတဲ့မုတ်ကလေးတွေအားလုံးကိုတင်ပေးသွားမှာဖြစ်ပါတယ်เนาะကဲဒီမှာရေမိုဟင်ငါလေးကတော့ ready ဖြစ်ပါပြီကိုကကိုလှုပ်ရှားပြီးလို့ရှိရင်တော့เนาะနောက်လဲကိုကကိုပဲလှုပ်ရှားချင်းသေးဖြစ်သွားလိမ့်မယ် ready mate တွေကတော့မစားတာကောင်းပါတယ်ແຄ່ຄູສອຍດໍຫມໍຫင်ກາລະສັດສັດເລໂອອ້າຍມາ သုံးဆောင်လို့ရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်